ီမိုကရက်တစ်မြန်မာအသံ TVB ရဲ့နိုဝင်ဘာလ3ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့တောင်ကြီးတဆောင်တိုင်းမှာလူသိန်းချီလာရောက်ပြီးလူပိမှုလဲတဲ့အတွက်ထ ाया ရသူတွေရှိတဲ့သတင်း။ပေါ့မြို့နယ်မှာစစ်ပီးရှောင်တဲကိုစစ်တပ်ကဘုံကျဲလို့ကလင်းငယ်အပါဝင်3ဦးထ ाया ရသွားတဲ့သတင်းနဲ့ Oridu မြန်မာ Pepsi ကုမ္ပဏီနဲ့အလုတ္တမတချို့ကြားထိလဲမှုရပြီးအမှုပြန်ရုပ်သိမ်းလိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမြို့မှာတဆောင်တိုင်းမီးပုံပြန်ပြိုင်ပွဲကျင်းပနေပြီး၄ရက်မြောက်နေ့ဖြစ်တဲ့နိုဝင်ဘာ၃ရက်နေ့မှာမိုးရွာလာကြောင့်တဆောင်တိုင်းကွင်းထဲရှိတဲ့သူတွေမိုးမိကတုံ့ဝေ့ပြီးပြန်ကြရင်ကနေလူပိမိကမိလဲသူတွေထရရသူတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာ၃ရက်ည၁၀နာရီဝန်းကျင်မှာမိုးရွာလာတဲ့အတွက်မီးပုံပြန်အများစုကလွတ်တင်လို့မရတော့ဘဲပွဲလာကြည့်သူတွေပြန်ကြချိန်တုံ့ဝေ့ရင်ကနေမိုးလဲတာလူပြောက်တာထရရတာတွေကြုံရပြီးခက်မအနေနဲ့အရောက် 80လောက်ရှိတယ်လို့သိရပါတယ်။တတိမေသူတွေကိုပြည်သူစေယုံမှာပို့ထားခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မှာပွဲကလူမစီကားပေမဲ့လည်းအခုနှစ်မှာတော့အနည်းနဲ့အရက်ရက်ကပြည်သူတွေပွဲလာကြည့်ကြလို့စီကားနေပြီးအယောက်နဲ့တိုင်းခန့်ရှိတယ်လို့သိရပါတယ်။ အခုနှစ်မှာတော့တဆောင်တိုင်းပွဲအတွက်ရင်ရနာခအနေနဲ့စိုင်းကက်တစည်းကိုငွေကျပ်2000လောက်ထိကောက်ခံပြီးကားတစည်းကိုတသိန်းထိကောက်ခံလို့လူပြောများနေတာကြောင့်စိုင်းကက်ခပြန်လျှော့ပေးတယ်လို့ဆိုပါတယ်အခုရက်ပိုင်းမှာရန်သူဥတုမကောင်းတာကြောင့်မီးပုံပြန်နေလွတ်တင်ဖို့အခက်အခဲရှိခဲ့ပြီးမလွတ်တင်ရသေးတဲ့မီးပုံပြန်တွေကိုရက်ထပ်တိုးပြီးလွတ်မယ်လို့ကြားသိရပေမဲ့အတီမပြုတ်နိုင်သေးသလိုမိုးကလည်းထပ်ရွာဖို့ရှိနေတယ်လို့သိရပါတယ်မကွေတိုင်းပေါင်မြို့နယ်အရှိမြောက်ကျမ်းလေပဲကျွရအနီးစစ်ပင်းရှောင်တဲကို နိုဝင်ဘာ2ရက်မနက်ခင်း7:00နာရီကျော်လောက်မှာစစ်တပ်ကလေရင်နဲ့ပုံကျဲချလို့ကလေးငယ်နှစ်ယောက်နဲ့ပြည်သူ3ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ကပေါ့မြုပ်နယ်တွင်လေရင်နဲ့ပုံကျဲတိုက်ခိုက်တာတွေအပြင်စစ်ဖြူမြို့နယ်ကပ္ပစ22ကနေလာတဲ့အင်အား600ကျော်ပါစစ်ကြောင်းကလည်းပေါ့မြုပ်နယ်တွင်ကိုဝင်ရောက်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်ပေါ့မြုပ်နယ်ထဲမှာစစ်တပ်ရဲ့လေရင်နဲ့ပုံကျဲချမှုတွေကြောင့်ဒေသခံပြည်သူတချို့တောတောင်တွေစင်နေရဆွန့်ခွာနေကြသူတွေလည်းရှိပါတယ်ကရင်ပြည်နယ် ီမော့ဆိုအနောက်ထမ်းမှာလဲဒီကနေ့မနေ့စစ်တပ်ကဂျမ်းဖိုင်တာနဲ့ဘုံလာကျဲပြီးတဲ့နောက်ကာမီကာစီလို့ခေါ်တဲ့အသေးခံဒရုန်းတွေနဲ့ဘုံထက်လာကျဲတဲ့အတွက်ထိခိုက်သေးဆုံးသူများတယ်လို့လက်ရှိကယ်ဆယ်ရေးဝန်ကြီးတဲ့သူတွေက DVB ကိုပြောပါတယ်။ စစ်ကောင်စီနဲ့အပြစ်ခတ်ရစရင်ဆုံးဖြတ်လိုက်ရတာဟာဖိအားတွေများတာကြောင့်နဲ့အင်အားပြန်စုစည်းဖို့အတွက်နားတာလို့တအားအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF TNRA ထွတ်ထွေအတွင်းရေးမှုဗိုလ်ချုပ်တာဖုံးကျော်ကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေပြောပါတယ်တရုတ်ရဲ့ဂျာဝင်ဆော့ဖက်မှုနဲ့ပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့နဲ့28ရက်တို့မှာစစ်ကောင်စီနဲ့ TNRA တို့ကြားတရုတ်နိုင်ငံကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီးတဲ့နောက်အပြစ်ခတ်ရစရင်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး မိုးကုတ်နဲ့မိုးမိတ်တို့ကနေလဲစုတ်ခွာဖို့သဘောတူခဲ့တာပါလက်ရှိမှာတော့ DNA ကပြန်စုတ်ခွာခဲ့တဲ့မြို့တွေကိုမိတ်ဖက်ဒေါ်လာရေးအင်အားစုတွေကဝေရောက်နေရယူထားကြပါတယ်ဒီဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Wave Money အကောင့်အသုံးပြုသူတွေတချို့မှတ်တမ်းမပေါ်ဘဲငွေဖြတ်တောက်ခံနေရတယ်လို့ကိုယ်တိုင်ကြုံတွေ့နေရသူတွေစီကသိရပါတယ် အခုရက်ပိုင်းထဲမှာ with money account ထဲကပိုက်ဆံတွေအလိုလျောက်ဖြတ်တောက်ခံရတာငွေပေးချေရမှာ account ထဲကဖြတ်သွားပြီးလက်ခံသူစီငွေမဝင်သလိုမှတ်တမ်းထဲမှာမပေါ်တဲ့အခြေအနေတွေနဲ့နှိမ့်နာဆုံးရှုံးမှုတွေရှိနေတာလို့ဆိုပါတယ်။ ဒါပြင်ဘန်ကောက်ကနေဝစ်မနီတဲ့ငွေလွဲပြောင်းထည့်ရမှာဘန်ငွေစည်ရင်းတဲကထွက်သွားပြီမဲ့အပြည့်မဝင်ပဲပျောက်သွားတာအကောင့်တဲကနေငွေလွဲတာမရှိပဲဖျက်သွားတာရှိနေတယ်လို့လည်းအသုံးပြနေသူတွေစီကသိရပါတယ်ဝစ်မနီငွေချင်းဝန်ဆောင်မှုလုပ်ငန်းကတရားဝင်အသုံးပြနေတဲ့ Facebook လူမှုကွန်ရက်မှာဝန်ဆောင်မှုနဲ့ပတ်သက်လို့ရေးတင်ထားတဲ့အကြောင်းအရာအောက်မှာကိုယ်တိုင်ကြုံရတဲ့အဖြစ်အပျက်နဲ့ဖြေရှင်းပေးဖို့တောင်းဆိုတဲ့မှတ်ချက်တွေပေးထားကြပါတယ်အဲ့ဒီမှတ်ချက်တွေအပေါ်မှာ Wave Money ဘက်ကဖြစ်သွားတဲ့ကိစ္စရအတွက်တောင်း ပန်ချောင်းနဲ့ဖြည့်ရှိဆောင်ရွက်ပေးနိုင်အောင်ချက်ပေါက်ကတစင်ပြောပေးဖို့အကြောင်းပြန်လာတွေ့ရပါတယ်။ ။ Oridu မြန်မာကုမ္ပဏီ Pepsi အချို့ရင်စက်ယုံတင်တဲ့အလုပ်သမားတွေကြားအငင်းပွားမှုနှစ်နဲ့ချီတရားရင်ဆိုင်ခဲ့ရပြီးပြည်လဲသွားတာကြောင့်အမှုတွေပြန်ရုပ်သိမ်းလိုက်တယ်လို့ကူညီပေးခဲ့တဲ့သွေးစင်ညင်ညွတ်သောတမကမြောက်ဖွဲ့ချုပ် SCUM ကထုတ်ပြန်ပါတယ်။ Pepsi အချို့ရင်စက်ယုံကဝန်ထမ်းဖြစ်တဲ့အကြီးတန်းအင်ဂျင်နီယာဦးသားဟန်ကိုနှစ်နာချီအပြည့်မပေးဘဲအလုပ်ထုတ်ခဲ့တဲ့အပေါ်မှာနှစ်နှစ်ကျော်တရားရင်ဆိုင်ခဲ့တာမှာနှစ်ဖက်ညီနိုင်သဘောတူညီချက်ရပြီးအမှုကိုရုပ်သိမ်းလိုက်တာလို့ဆိုပါတယ်။အလားတူ Oridu မြန်မာက F FTTH ဌာနရဲ့အကြီးအကဲမန်နေဂျာကိုနှစ်နာချင်းမပေးဘဲနှစ်ဖက်ငင်းပွားမှုဖြစ်ခဲ့တာမြို့နယ်အလုံးသမားယုံမှဖြေရှင်းခဲ့ပြီးမပြေလည်တဲ့အတွက်2024ဩဂုတ်လတွင်ကမာယုံမြို့နယ်တရားရုံးကနေအလုံးသမားကတရားဆွဲဆိုခဲ့ပါတယ်။တရားရင်ဆိုင်ရတာတစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီးယုံချင်းပေါင်း29ချင်းမြောက်မှာအလုံးရှိအလုံးသမားနှစ်ဖက်ညီနိုင်ကချင်းချက်မရှိအမှုကိုရုပ်သိမ်းခဲ့တာလို့ SCUM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။